မင်္ဂလာမနက်ခင်းပါရှင်။အော်တိုဝါလ30ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်ပေးထားရထုတ်လင်းတင်ဆက်ပေးပါရမယ်။ဒီနေ့မနက်ခင်းသတင်းတွေမှာတော့မြန်မာရုရှားနှစ်နိုင်ငံအပြန်အလှန်နိုင်ငံသားများဗီဇလိုအပ်ချက်တွေကိုပယ်ဖျက်ရေးလက်မှတ်ရေးထိုးခဲ့တဲ့တင်။ကင်ပြည်နယ်မြရီမဲထော်တလေ KK Park နေမြေမှာအွန်လိုင်းလောင်းကစားမှုတွေအွန်လိုင်းလိမ်လည်မှုတွေကျွလွန်ခဲ့ကြတဲ့ပြည်ပနိုင်ငံသား155ဦးကိုထပ်မံထိန်းသိမ်းနိုင်ခဲ့တဲ့တင်။ယူကရိန်းတပ်ဖွဲ့တွေကရုရှားတပ်ဖွဲ့တွေကို နောက်ထပ် နှစ်နှစ်သုံးနှစ်ဆက်လက်တိုက်ခိုက်ရေးအတွက်ဥရောပထံကနေငွေကြေးအကူအညီတွေလိုအပ်နေတယ်လို့ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီပြောကြားခဲ့တဲ့သတင်းဂျပန်မှာစန်ဂျိတ်တင်လူဆယ်ဦးသေဆုံးခဲ့ရတဲ့ဝုန်းဝုန်းတိုက်ခိုက်မှုတွေကြောင့်ဒေသဆိုင်ရာတာဝန်ရှိသူကစစ်တပ်ကိုအကူအညီတောင်းခံခဲ့တဲ့သတင်းနဲ့2034ကမ္ဘာဖလားပြိုင်ပွဲအတွက်မီတာ350အမြင့်မှာဘောလုံးကွင်းတည်ဆောက်ဖို့ sorry စီစဉ်နေတဲ့တဲ့အဆရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါ ဆောင်သတင်းတပုတ်အနေနဲ့မြန်မာရုရှားနိုင်ငံအပြန်အလှန်နိုင်ငံသားတွေဗီဇာလိုအပ်ချက်တွေကိုပယ်ဖြတ်ရေးလက်မှတ်ရေးထိုးခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာပါမြန်မာရုရှားနိုင်ငံအပြန်အလှန်နိုင်ငံသားတွေဗီဇာလိုအပ်ချက်တွေကိုပယ်ဖြတ်ရေးလက်မှတ်ရေးထိုးခဲ့တယ်လို့ရုရှားနိုင်ငံသားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ရုရှားနိုင်ငံသားယဝင်ကြီးဆာဂေလာရော့ဖ်နဲ့မြန်မာနိုင်ငံသားယဝင်ကြီးဦးတန်းဆွေတို့ဟာအောက်တိုဘာ28ရက်ကဘေးဆွေအစည်းအဝေးတစ်ခုမှာတွေ့ဆုံခဲ့ရမှာ နှစ်နိုင်ငံပြည်သူတွေရဲ့ဗီဇာလိုအပ်ချက်တွေကိုပယ်ဖျက်ရေးအတွက်လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့သိရပါတယ်။တွေ့ဆုံမှုမှာဦးစားပေးနယ်ပယ်တွေမှာနှုံးနှစ်ဖက်အပြန်လည်ပူးပေါင်းဆောင်ရွက်မှုတွေကိုပုံမနဲ့ဆိုင်စွာဆောင်ရွက်ရေးအတွက်အလားအလာတွေကိုဝင်ကြီးနှစ်ဦးကဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဒါ့ပြင်အပြန်လည်ပူးပေါင်းဆောင်ရွက်မဲ့ကိစ္စတွေမှာနိုင်ငံရေးဆိုင်ရာအပြန်လည်ဆွေးနွေးရေး၊ကုန်သွယ်ရေး၊စီးပွားရေး၊ရင်းနှီးမြှုပ်နှံမှုလူသားချင်းစာနာမှုဆိုင်ရာချိတ်ဆက်ဆောင်ရွက်ရေးတွေကိုဆောင်ရွက်နိုင်မဲ့အလားအလာတွေကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်။အဲ့လိုပဲ အပြည်ပြည်ဆိုင်ရာနဲ့ဒေသဆိုင်ရာနယ်ပယ်တို့မှာချိတ်ဆက်ဆောင်ရွက်ရမယ့်ကိစ္စတွေကိုနှစ်ဖက်စလုံးကဆောင်ရွက်ကြဖို့သဘောတူညီခဲ့တယ်လို့သိရပါတယ်။ရုရှားနိုင်ငံသားတွေနဲ့မြန်မာနိုင်ငံသားတွေအတွက်ဗီဇာလိုအပ်ချက်တွေကိုနှစ်နိုင်ငံစလုံးကပယ်ဖျက်ရေးအတွက်လက်မှတ်ရေးထိုးခဲ့တဲ့အပြင်2025ကနေ2029အတွက် The Plan of Intermittent Consultation ကိုလည်းလက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။ကင်းပြင်းနဲ့မြရီမဲထော်တလဲကေကေပတ်နေမြေမှာ အွန်လိုင်းလောင်းကစားမှုတွေအွန်လိုင်းလိမ်လည်မှုတွေကျူးလွန်ခဲ့ကြတဲ့ပြည်ပနိုင်ငံသား155ဦးကိုထပ်မံထိန်းသိမ်းနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီမဲထော်တလဲကေကေပတ်နေမြေမှာအွန်လိုင်းလောင်းကစားမှုတွေအွန်လိုင်းလိမ်လည်မှုတွေကျူးလွန်ခဲ့ကြတဲ့ပြည်ပနိုင်ငံသား155ဦးကိုထပ်မံထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံအပေါ်ဝင်အနေချင်းနိုင်ငံတချို့ကိုတဆင့်ကန်ဖြတ်တမ်းပြီးမြန်မာနိုင်ငံအတွင်းကိုနေဆက်လမ်းကြောင်းတွေကနေတရားမဝင်ဝင်ရောက်လာပြီးကရင်ပြည်နယ်မြရီမဲထော်တလေး KK Park နေမြေတွေမှာအွန်လိုင်းလောင်းကစားမှုတွေအွန်လိုင်းလိင်လဲမှုတွေကျွလွန်ခဲ့ကြတဲ့အိန္ဒိယနိုင်ငံသား104ဦးအင်ဒိုနီးရှားနိုင်ငံသား24ဦးနဲ့ဖိလစ်ပိုင်နိုင်ငံသား28ဦးစုစုပေါင်းပြည်ပနိုင်ငံသား155ဦးကိုထပ်မံထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။ 2025ခုနှစ်ဇန်နဝါရီ30ရက်ကနေအောက်တိုဘာ28ရက်အထိမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း1119ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး9339ဦးကိုတပ်ဆိုင်ရာနိုင်ငံတွေကိုစနစ်တကျလွှဲပြောင်းပေးရခဲ့ပြီးကြန့်ရှိတဲ့ပြည်ပနိုင်ငံသား980ကိုတပ်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးဖို့အသင့်ဖြစ်နေပြီဖြစ်ကြောင်းနဲ့၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းဆောက်ရှောက်ထားရလို့သိရပါတယ်ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ ယူကရိန်းတပ်ဖွဲ့တွေကရုရှားတပ်ဖွဲ့တွေကိုနောက်ထပ်နှစ်နှစ်သုံးနှစ်ဆက်လက်တိုက်ခိုက်ရဲ့အတွက်ဥရောပထံကနေငွေကြေးအကူအညီတွေလိုအပ်နေတယ်လို့ယူကရိန်းသမ္မတပြောကြားခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ယူကရိန်းတပ်ဖွဲ့တွေကရုရှားတပ်ဖွဲ့တွေကိုနောက်ထပ်နှစ်နှစ်ဒါမှမဟုတ်၃နှစ်အထိဆက်လက်တိုက်ခိုက်ဖို့ယူကရိန်းဟာဥရောပရဲ့ငွေကြေးအကူအညီတွေလိုအပ်နေတယ်လို့ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီကပြောကြားခဲ့ပါတယ်။ ယူကရိန်းဟာရုရှားတပ်ဖွဲ့တွေကိုခုခံတိုက်ခိုက်ဖို့ပြည်ပမဟာမိတ်တွေထံကနေစီးရင်းနဲ့ငွေကြေးအကူအညီတွေကိုအဓိကအားဖြင့်မိခိုးနေရပါတယ်။ရုရှားက2022ခုနှစ်ဖေဖော်ဝါရီ24ရက်မှာအိနီချင်းယူကရိန်းကိုကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။ ကျွန်တော်ကဥရောပခေါင်းဆောင်အားလုံးကိုအရာနဲ့ပတ်သက်ပြီးအလေးထားပြောခဲ့ပါတယ်။ကျွန်တော်တို့ကဆယ်စုနှစ်ချီတိုက်နေမှာမဟုတ်ဘူးဆိုတာကိုဥရောပခေါင်းဆောင်တွေကိုပြောထားပါတယ်။ဒါပေမဲ့ဥရောပခေါင်းဆောင်တွေဟာယူကရိန်းကိုအတိုင်းအတာတစ်ခုအထိပံ့ပိုးပေးနိုင်မယ်ဆိုတာကိုပြသကြရမှာဖြစ်ပါတယ်လို့အော်တိုဘာ28ရက်မှာဇန်လက်စကီကပြောပါတယ်။အဲဒါကြောင့်အဲ့လိုနှစ်နှစ်သုံးနှစ်ထောက်ပံ့ဖို့သူတို့တတိချက်ထားရမှာဖြစ်ပါတယ်လို့၎င်းကပြောပါတယ်။ ယူကရိန်းကိုနောက်ထပ်နှစ်နှစ်ထောက်ပံ့ရေးအတွက်ရွေးချယ်မှုတွေလှုံ့ဆော်ဖို့ဥရောပကောင်ဆောင်တွေကဥရောပကော်မရှင်ကိုတာဝန်အနှင်းလိုက်တာကြောင့်စစ်ရော်ကြီးချင်းငွေဒေါ်လာ162ဘီလီယံယူရိုဘီလီယံ140အတွက်လမ်းပွင့်သွားခဲ့ပါတယ်။ EU ကရုရှားဗဟိုဘဏ် asset ရဲ့ယူရိုဘီလီယံ200ဝန်းကျင်ကိုထိန်းချုပ်ထားပါတယ်။ ယူကရိန်းကာကွယ်ရေးကိုငွေကြေးပံ့ပိုးပေးဖို့ဒေါ်လာဘီလီယံပေါင်းများစွာရရှိရတဲ့အတွက်ရုရှားအစိုးရပိုင်း assets တွေကိုအသုံးပြုပြီးဆောင်ရွက်ကြဖို့ UK ဝန်ကြီးချုပ် Keir Starmer ကခေါင်းဆောင်တွေကိုတိုက်တွန်းခဲ့ပါတယ်။ထိန်းချုပ်ထားတဲ့ရုရှား assets တွေကနေရရှိလာမဲ့မြားပြားလာတဲ့စစ်ရော်ကြီးချင်းငွေတွေနဲ့ပတ်သက်ပြီးမီးစိမ်းပြခဲ့ပြီးတဲ့နောက် EU ခေါင်းဆောင်တွေကယူကရိန်းရဲ့ကာကွယ်ရေးအတွက်နောက်ထပ်နှစ်နှစ်ထောက်ပံ့ဖို့အဆင့်တွေချမှတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ်စစ်ပွဲကတလအတွင်းပြီးသွားမယ်ဆိုရင်ကျွန်တော်တို့ကအရင်ငွေတွေကိုပြန်လဲထူထောင်ရေးအတွက်အသုံးပြုသွားမှာဖြစ်ပါတယ်တလအတွင်းမှာမပြီးဘူးဆိုရင်တော့ကျွန်တော်တို့ကလက်နက်တွေဝယ်ဖို့အရင်ငွေတွေကိုအချိန်တိုင်းတာတစ်ခွက်အထိအသုံးပြုသွားမှာဖြစ်ပါတယ်ကျွန်တော်တို့မှာတခြားရွေးစရာမရှိဘူးဆိုတာရှင်းပါတယ်လို့ဇလန်စကီကဖြည့်ဆွက်ပြောကြားခဲ့ပါတယ်ဂျပန်မှာစံချိန်တင်လူဆယ်ဦးသေဆုံးခဲ့ရတဲ့ဝန်ဝန်တိုက်ခိုက်မှုတွေကြောင့်ဒေသဆိုင်ရာတာဝန်ရှိသူကစစ်တပ်ရဲ့အကူအညီကိုတောင်းခံခဲ့ရတယ်ဆိုတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ ကြောက်စရာကောင်းတဲ့ဝန်ဝန်တိုက်ခိုက်မှုတွေကိုကူညီဖြည့်ရှင်းပေးဖို့ဒေသဆိုင်ရာဂျပန်တာဝန်ရှိသူကစစ်တပ်ဆင်လွှတ်ပေးဖို့အော်တိုဝါ28ရက်ကမြစ်တာရက်ခံခဲ့တယ်လို့သိရပါတယ်။ဝန်ဝန်တွေရဲ့တိုက်ခိုက်မှုတွေကြောင့်အခုနှစ်မှာလက်ရှိအချိန်ထိစံချိန်တင်လူ၁၀ဦးသေဆုံးခဲ့တယ်လို့အစိုးရတာဝန်ရှိသူက AFP ကိုအတည်ပြုပြောကြားခဲ့ပါတယ်။ဒီရေတွက်ဟာ2024ခုနှစ်မလမှာအဆုံးသတ်တဲ့ဗန္ဒာရီနှစ်မှာအရင်များဆုံးတည်ဆုံခဲ့တဲ့ရေတွက်ဖြစ်တဲ့6ဦးထက်ပိုများနေခဲ့ပါတယ်။လူရေကြဆင်းလာတာနဲ့ ရာသီဥတုပြောင်းလဲမှုတွေအပောင်းဝင်အကြောင်းရင်းများစွာကြောင့်တရိတ်ဆန်တွေဟာမြို့တွေထဲချင်းနှင်းဝင်ရောက်မှုတိုးလာနေပါတယ်။မြောက်ပိုင်းအကီတာစင်ရင်စုရဲ့အုပ်ချုပ်ရေးမှူးကန်တာဆူဆူကီကဂျပန်ကာကွယ်ရေးဝန်ကြီးကိုပြောကြားခဲ့ရမှာစစ်တပ်ရဲ့အကူအညီမပါဘဲမိမိတို့ပြည်သူတွေရဲ့အသက်ကိုကာကွယ်နိုင်ခြင်းမရှိဘူးလို့ပြောကြားခဲ့ကြောင်းသိရပါတယ်။လေမင်းနဲ့မျက်နှာတွေကိုပြင့်မှတ်ထားတဲ့တိုက်ခိုက်မှုတွေဟာအလွန်ပဲအဖြစ်များနေပါတယ်။အဲ့ဒါဟာတကယ်ဆိုရတဲ့အခြေအနေဖြစ်ပါတယ်လို့၎င်းကပြောကြားခဲ့ပါတယ်။ဝဝန်တွေဟာအခုအခါ တောင်တန်းတွေပေါ်မှာဒါမှကမြို့ပြ area တွေမှာလည်းပေါ်လာနေတယ်လို့စုစကီးကပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းဒီပုံနေနဲ့2034ကမ္ဘာဖလားပြိုင်ပွဲအတွက်မီတာ350အမြင့်မှာဘောလုံးကွင်းတည်ဆောက်ဖို့ sorry စီစဉ်နေရဲဆိုတဲ့အင်္ဂစားသတင်းကိုတင်ဆက်ပေးပါမှာ2034ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲကိုအရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိထားတဲ့ sorry နိုင်ငံဟာထူးထူးခြားခြားအဖြစ်မီတာ350အမြင့်မှာဘောလုံးကွင်းတစ်ကွင်းတည်ဆောက်သွားဖို့စီစဉ်နေတယ်လို့သိရပါဗျာ ဆော်ရီနိုင်ငံဟာ2034ကမ္ဘာဖလားပြိုင်ပွဲအတွက်ရှင်ပြန်ရွေးချယ်ခံမဲ့ပြိုင်ပွဲမရှိတာကြောင့်အင်ရှင်အဖြစ်လွတ်လွတ်ကျွတ်ကျွတ်ရွေးချယ်ခံခဲ့ရတာဖြစ်ပြီးပြိုင်ပွဲကိုဆောင်ရသည်မှာကျင်းပပွဲရှိနေကြောင်းလည်းသိရပါဗျ။ဆော်ရီနိုင်ငံဟာ2034ကမ္ဘာဖလားပြိုင်ပွဲကိုမြို့ငါမြို့ကဘောလုံးကွင်း15ခွင်းမှာကျင်းပဖို့စီစဉ်ထားတဲ့အနက်10ခွင်းကိုအသစ်တိစောက်သွားမှာဖြစ်ပါတယ်။အဲ့ဒီ10ခွင်းထဲကနေုံမြို့တင်မှာတိစောက်မဲ့ကွင်းတစ်ခု မြင်းမျက်နှာပြင်ရဲ့အထက်မီတာ350ပေ1100ကျော်အမြင့်မှာတိဆောက်သွားဖို့စီစဉ်ထားကြောင်းနဲ့ပရိသတ်4600ကျော်ဝင်ဆက်မဲ့အဲ့ဒီကွင်းကို Neon Sky Stadium လို့အမည်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။စရိုင်းနိုင်ငံကဒီကွင်းသစ်ကို2029ခုနှစ်မှာစတင်ဆောက်လုပ်သွားမှာဖြစ်ပြီးကမ္ဘာဖလားပြိုင်ပွဲမတိုင်ခင်နှစ်နှစ်အလိုဖြစ်တဲ့2032ခုနှစ်မှာပြီးစီးဖို့ရထားတယ်လို့သိရပါဗျ။အော်တိုဘာ30ရက်နေ့မနက်ခင်းသတင်းတွေကိုထဲထုံးလေးတင်ဆက်ပေးသွားခဲ့တာပါ။ ညနေ၄နာရီမှာလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်။ကောင်းမွန်တဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေ။